ဇဘုံဟင်းကလည်းအဲသူ့နေနဲ့ဂယူနာဒေါသလေးတွေပါလာရှိတယ်သူစိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ဗောနော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြမလို့အဲတချို့စကားတွေကစကားဆိုတာပြောမတတ်တဲ့အခါမျိုးတွေမှာဆဲသလိုဖြစ်နေတတ်တယ်လေနော်ဆဲဆဲပါတယ်ပြောသေးလားအဲ့ဒီတော့ကြမလို့ကျွန်တော်တို့အဲသူဒါမဲ့သူစေတနာမှန်နဲ့စေရင်စေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလေသိနေတယ်ဗောနော် ဲ့တကြောင်မသူအနေနဲ့ဆရာဖာလာဆွဲသွားတယ်ပေါ့ဗျာနော်အဲဆရာဖာလာဆွဲပြီးတော့ရှေ့ရလဲဖမ်းတာမဟုတ်ပြဆရာဖာဆွဲရဆွဲခါကျတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလဲကျန်းနိုင်ရောဗျာနော်အဲကုဇဘောဟင်းဆွဲခံတယ်လို့နော်ဖမ်းခံတယ်လို့ဖမ်းစီခက်တာဖမ်းစီတယ်ပေါ့ဗျာပြောရမော်ဖမ်းတာပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံတယ်လို့နောက်ထပ်ပေါ့နော်အခက်မသိရင်အခက်မသိရင်အခက်မသိတဲ့လောက်လဲအဲဘလို့ခေါ်မယ်အခုချိန်မှာ အားလုံးပေါ့ပြောဆိုနေတဲ့အားလုံးသတိထားသင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသတိထားသင်ပါတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်လည်းအများသတိထားပါတယ်တခြားလေးနေကျွန်တော်အားကြောင့်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင်ကျွန်တော်မေဂျာကိုမောင်းခင်ဗျာစကားပြောတာဆဲတာတခုမှမပါဘူးဘယ်ပါမလဲခင်ဗျာပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းသွားမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းလည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မဆဲတာပါခင်ဗျာနော်ကိုမောင်းလည်းလည်းလာမယ်နော်ဒီလိုလေအဲကိုမမောင်ပြောထားပြီးသားပါနော်ကိုမမောင်ကိုဖမ်းကျင်တော့ဆိုလို့ရှိရင်ဖမ်းလို့ရပါတယ်။ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီးဆိုလဲက ီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကြုံဆုံရမြကန်ချင်ပါဘူးရင်ဆိုင်ကိုအသိမဲ့အဲ့တော့ကျွန်တော်ကမြန်မာပြည်ရောက်ရင်မြန်မာစကားဖမ်းတာလဲဖမ်းပါပါလိမ့်နော်အထုတ်တူ PDF နဲ့ PDF ကလည်းတက်လည်းတက်နိုင်တယ်ပြောမရအောင်အဲ့ဒီတော့ကြောင့်မလို့အကဲကြီးများပါတော့ PDF အနေနဲ့အဲကျွန်တော်တို့အခုပြောရတဲ့နေပတ်သက်ပြီးတော့ပေါ့နော်မကျေနပ်တာများရှိလို့ရှိရင်လည်းဒါသဘောပဲပေါ့နော်ဘာကြောင့်လဲဆိုရှင်ကိုလိုနေနေရတော့ရှင်းဆိုင်ရမှာပဲလေအဲ့တော့ဒီလမ်းကိုလျှောက်တယ်ဒီစကားလေးပြောပြီးဆိုတော့အဲ့တော့ကိုယ်တော်ကန်တရားလေးဘာကန်တရားပဲလားလား ကောင်းတာလည်းရှင်ဆိုင်ပါပဲဆိုးတာလည်းရှင်ဆိုင်ပါပဲဖြစ်တယ်နော်ကိုစောဘိုင်းလက်လာပြီလေအာမချားသေးပါဘူးနော်မချားသေးပါဘူးဘာကြောင့်လဲဆိုတော့အနေဆုံးအနေဆုံးကိုစောဘိုဟင်းက၃ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေဒါအနေဆုံးနော်ကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့အာကျွန်တော်တော့မချားသေးပါဘူးနော် online ပေါ်မှာသူရဲ့ video အဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရရောရှိတာပါဗျာနော်ကိုစောဘိုဟင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအဲ video final တွေ့တယ်အဲ video final ကတော့ ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့နော်အဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့နော်အဲ့ဒီတော့ကြောက်လို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးနော်ဖမ်းသွားတာပဲကြားသိရပါတယ်တတီဖော်မှာတွေ့တယ်မင်္ဂလာပါအဲ့တော့ကိုမောင်နေနဲ့မဆဲဥစ္စာအကြောင်းဖမ်းထားမှာဆိုလို့ပဲသူ့ဘာတော့လဲပဲရင်ဆိုင်မှုအသိမှာဘယ်လိုပြောချင်ပါလဲနော်အဲ့တော့အဲတစ်ဖက်ကကြည့်တဲ့ခါကျတော့လေတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောဆိုနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကဟာကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော် ျွန်တော်တို့အားပေးတာအရန်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အကကြောင့်ညများဝင်လောက်လိုက်ပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘယ်လိုခေါမလဲရာရှိသွားလောက်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲဘယ်မှုပေးမယ်ညာမှုပေးမယ်နော်အဲတော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုလို့ပြောပြောကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘယ်လိုခေါမဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါလေကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားရမှာကတကယ်အလုံးဆောင်ရွက်နေတဲ့သူဆိုရှင်ကျွန်တော်တို့ကလမ်းဘယ်လိုခေါမလဲ ရရှိအရာခံမှာဒီမှာဟုတ်ပါအောင်ပေါ့နော်ကျွန်တော်တို့တကယ်တက်သားလေးတွေကအစလုံခြုံရေးအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့တို့တွေတကယ်တို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့တွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့လက်ပြဖွားထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်။ဒါမှလည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကြွန့်ကျင်ရာလိမ္မာရာပေါ့ကျွန်တော်တို့ပြောပါရပါတော့နော်အဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုယ်ကိုလည်းသူလေးစားရမှာဖြစ်တယ်သူ့ရဲ့လုံဆောင်ချက် ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေသူဆိုရှင်ဟိုတက်သားလေးကနေစပြီးမနေ့တနေ့ကမှစစ်ထဲဝင်လာတဲ့စစ်သားလေးကနေစပြီးတော့ဟိုကာချုပ်ထီကပုံရင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အလုပ်တွေကခက်ခဲပါလေခင်ဗျကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ကသူတို့သူတို့ကိုဝေမန်းနဲ့ထောက်ပြရဲနော်အဲပြောဆိုနေပြီမဲ့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့ကတိတာကို share နိုင်တယ်ဝေဖန်နိုင်တယ်ထောက်ပြနိုင်တယ်တို့ပါတော့လည်းပဲကိုရီးယားဖြစ်စီကျင်တာဒီလိုမျိုးသူတို့ကမလုပ်နိုင်တဲ့အခါမျိုးတွေမှာ ိုရီးယားကိနာဒေါ်လာတွေထွက်တာမျိုးကြာကိုယ့်ဘက်ကရှော့အောင်အဲကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မို့လို့ဖြစ်တာတွေမဖြစ်တာတွေကြုံလာလိုက်မှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းကိုကျစားလीနော်အဲ့ဒါကြောင့်မို့လို့လုံနေတဲ့သူတွေပေါ်မှာလဲကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘိုးကြီးနေနဲ့လဲချုပ်ပြီးနာဒေါ်လာလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါ်မလဲသူတက်အခက်ခဲရှိသွားတယ်ပေါ့နော်ရှိသွားတဲ့ကြောင့်မို့လို့သူမှာဒါမျိုး fancy fancy ပေါ့နော် fancy ခံရတယ်လို့ကြားသိရတယ်ပေါ့နော် ဲ့တော့လည်းသူတို့လုံးဝအောင်စိတ်မကောင်းပါဘူးကိုစောဖောင်ကြီးတော့နော်ကြောက်နေတာလားကြောက်တော့ရလူပဲอ่ะနော်ကြောက်တတ်ပါလေဗျာနော်အဲ့တော့နောက်ထပ်ကိုသောဝင်းဘက်ပြန်ကြည့်မယ်ဟိဆိုလို့ရှိရင်လည်းသူကတက်မလို့အတွက်ရွရွချင်ချင်ပါတော့တထတအားတကယ်ကိုစောင်းရင်းနေတဲ့ပုံကိုတယောက်ဖြစ်တယ်အပြုတော့ရှိရင်လည်းပြည်သူနဲ့တက်မလို့ကြားထဲမှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်ပြည်သူစီကတရင်သာသူစီကိုအမြဲရောက်တယ်ပြီးတော့ရာရှိတဲ့ဒီတက်မလို့ကြားထဲမှာလည်းသူရဲ့ဘယ်လိုခေါ်မလို့ဆိုရှင်သူရဲ့စွမ်းဆောင်မှုကတခုအားဆိုတကယ်တမ်းပေါ့နော်တက်မလို့အနေနဲ့ ကောင်းကောင်းမွန်မှန်သာအသုံးချတတ်မယ်ဟိဆိုလို့ရှိရင်တက်မလို့တော့တကယ်ကိုအာလက်ယုံတစ်ခွဲအားကိုရမယ်ပုံကတရားမျိုးပါเนาะအဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင်သူဒီတိထားတာတွေအများများတယ်တိထားတာအများများတဲ့အခါမှာအဲသူ့အနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်တချို့နေရာမခံချင်စိတ်ရှိမယ်ဘာကြောင့်လဲဆိုတော့တိထားတယ်လေဗျတကယ်တမ်းခံနေရတယ်အောက်ခြေမှာတကယ်တမ်းပြည်သူတွေခံနေရသူတိတယ်ဗျသူခံစားရတယ်เนาะပြီးတော့လောက်ငယ်သားလေးတွေပေါ့စစ်တီခံစားနေရလဲသူတိတယ်ဗျအဲ့တော့သူခံစားရတယ် ူခံစားချက်တွေကအရန်ကိုများတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတရားမလို့ပေါက်ကွဲနိုင်တယ်စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပေါက်ကွဲခြင်းပဲမပေါက်ကွဲရရဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုဒီပေါ့နော်တက်မလို့သားတွေနောက်ခုပြည်သူတွေကပေါက်ကွဲမဲ့လက်ပစ်ပုံးဟာမင်းတို့တော့မပေါက်ကွဲနဲ့ကွာငါပေါက်ကွဲပြီးမယ်ဆိုပြီးတော့သူပေါက်ကွဲတဲ့အခါမှာတော့ကြည့်ရတာပြည်သူတွေကိုစားနော်တက်မလို့သားလေးတွေကိုစားပြီးတော့တကယ်ခံရရတဲ့သူတွေကိုစားသူတွေပေါက်ကွဲပေးလိုက်တဲ့အခါကျတော့ အားလုံးရဲ့ကိုစားသူများခံရမယ့်အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲ့တော့အားလုံးရဲ့ကိုစားပါသူ့ရဲ့ပရိသတ်တွေကိုစားသူသည်စတိခံရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အဲ့တော့အဒီနီယာမှာကျွန်တော်ဘာလို့သွားတွေ့ရဆိုတဲ့ခါကျတော့နှစ်ဖက်စလုံးကြည့်မယ်နှစ်ဖက်စလုံးကမမပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကအဒီနီယာမှာဥပဒေထပ်မှာဘာမှမရှိဘူးလေဗျာနော်ဥပဒေထပ်ဆိုတာက ဥဒဝိင်းဤတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညှိတဲ့အခါမှာတော့ဥပဒေထက်မှာဘာမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်အောင်ဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညှိရတာရှိနေမယ်ဖမ်းနိုင်ရင်ဘာကြောင့်လဲအဲကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နာတဲ့သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော်ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလို့မရှိဘူးအဲကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြေရှင်းလို့ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်ရင်စီးနိုင်တယ်နော်အဲ့တော့အဲအားလေးပြောချင်တယ်အဲနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကအင်း ဥပဒေနဲ့မြန်မာပြည်ဥပဒေကခက်တာကတခုရှိတယ်ဗျမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမောရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလည်းခက်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမစိုးဘယ်သူ့ကိုမစိုးဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုရှင်အခုဖြစ်တဲ့ပုံစံကလူကိုခင်တဲ့အချိန်မှာကြာတော့လွတ်ထားတယ်လူကိုခင်တော့မူကိုပြင်ထားတယ်ပေါ့ကွနော်ဟာလွတ်ထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ပြောတဲ့သူကသူပေါ့နော်ပြောတဲ့သူတွေစောင့်ရနေတဲ့သူတွေကသူတို့မားလို့မားမဲမသိတဲ့အချိန်မျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်တဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုန်းပြီထင်ပါတယ်လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ ကျတို့မူကိုသုံးနေပါပြီနော်မူကိုသုံးနေတဲ့အချိန်မှာအမူသုံးခါတော့ခင်အောင်ပဲနေရမယ့်ပုံစံမျိုးဖြစ်နေတယ်နော်ကျွန်တော်လည်းအခုကြောက်မလို့အတိတ်မစဲရဲပါဘူးပြောလို့ပြောရဲပါဘူးကျွန်တော်ဒါကျွန်တော်တရားလေးကြောက်အောင်လာဖမ်းနေပါအောင်မယ်အဲ့တော့ဘီယိုခင်ရမူပြင်မြန်မာပြည်ရဲ့ဥပဒေကလည်းကျွန်တော်တို့ခြေကံဥပဒေအထိခြေကံဥပဒေနဲ့ဟိုအောက်ဥပဒေထိအားတည်ဝင်းဖြစ်နေတာတည်ဝင်းဖြစ်နေခါကျတော့ခြေကံဥလောင်ကြည့်ပါဗျာမတည်ခွင်းရမှာဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်နော်အာပုံမှန်ဟိုကောင်ဆို၄၄၅ပေါ့၄၄၅ရ ကမှမဟုတ်တော့ချင်းလေးဆိုတေရီခွင်းလို့ပဲဆန့်လာဆန့်လာဆန့်လာနော်မြန်မာပြည်ဥပဒေကလည်းတေရီခွင်းမှတေရီခွင်းတယ်အဲ့တော့ကိုစောဘိုးဟင်းကိုတနာညတာတက်မယ်ဟိဆိုလို့ရှိရင်လည်းခင်ဗျားလည်းဗျာနော်ဟိုပြောမယ်ဆိုရင်တေရီခွင်းတေရီခွင်းလို့ပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄-၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄-၅ရာဆိုပြီးတော့တေရီခွင်းလို့မျိုးပဲဥပဒေဆွဲဆွဲဆွဲနေ6လ6လ6လနော်တေရီခွင်းလို့ဖြစ်နေတဲ့ခင်ဗျားတို့တော့မှတေရီခွင်းလို့မျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မလို့အတွက်ပြောလို့ဆုံးပြီးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် အဲကုသဘောဟင်းရဲ့ပြစ်ကလေးတွေကိုအတက်နိုင်ဆုံးပေါ့နော်သီဝင်းလို့ပဲခင်ဗျားတို့တော့မသီဝင်းလို့လုပ်နေအဲကုသဘောမှုလေးသီဝင်းလို့မျိုးပဲတက်နိုင်များချစ်ပြီးတော့နော်ချစ်ပြီးတော့လှုပ်ပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော်အဲ့တော့ဥပဒေသီဝင်းပါပဲကြာနော်ခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးရှောက်ကြည့်လိုက်ပါဦးမေအောင်လိုက်ကိုတိုင်းလဲသူလက်သီဝင်းပဲကြည့်ပါလားဒီတက်ချုပ်ရာသူ့ကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလဲသူယူစရာမရှိတဲ့ခါကျတော့ဥပဒေကိုကြည့်လိုက်ဟာသီဝင်းတွေ့ပြီဆိုပြီးတော့သီဝင်းလို့ပဲအခုတက်ချုပ်ရာလူလက်သူနောက်ထပ်ထပ်ယူထားတာပဲလေနော်အော်ကြည့် ခြေခံခုတွေရဖြစ်တယ်တမလာထပ်လုပ်ထားသေးတယ်ကြည့်အောင်ဟောတည်ခွင်းမဲ့လေနော်ပုံမှန်လေးနေက6လ6လတို့လည်းတည်ခွင်းမဲ့လေသူကိုယ်တိုင်ကပြောရတယ်အရာမှဥလိကြည့်လို့မရဘူးလေသူပြောတာမဟုတ်လားအဲထို့တူပဲကိုယ်စောဖိုင်းကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မှဥပဒေကိုဒါမျိုးလေးတည်ခွင်းလို့လုပ်နိုင်သေးရဲ့နော်သူ့လိုမျိုးဒါခင်ဗျားတို့ကယာတုအရာခံနေရာဒီနဲ့နော်ဟိုရလို့ခင်ဗျားတို့တည်ခွင်းလို့လုပ်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူကိုယ်တိုင်သူ့နာမည်လေးအောင်ရေးထားပါလေပါလေဆိုရှင်အမုန်းခံချက်ပါလေနေသားမအဖြစ်ပါလေနေရေးပါအောင်ပြပါလေသူ့နာမည်သူ့နာမည်ရေးတာလေတက်တော့မှာ ဘယ်လိုမျိုးလဲကြပြောပါဦး။ဟာလေအမုန်းခံလူသားလားနော်။ဟာလားအနာဟုတ်ပါဟုတ်ပါဟုတ်ပါနော်။အဲ့တော့အဖြစ်ကံဘဝနဲ့ဩဟုတ်ပြီအဖြစ်ကံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော်။အဲ့တော့အဲ့တော့ကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရော။နည်းနည်းပါးပါးကျွန်တော်ဖြစ်တဲ့အခြေအစီအစုံပေါ့ဗျာနော်။နည်းနည်းပါးပါးဆုံးမပြီးတော့နည်းနည်းပါးပါးနားဝင်အောင်ပြောပြီးတော့ ဲပြန်လုပ်ပေးစီချင်ပါလေနော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်နေမယ်ခင်ဗျာမြန်မာပြည်ဥပဒေကတရေခွင်းမှာနော်တရေခွင်းမှာတရေခွင်းမှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါလေကိုယ်ကျေးဇူးအများကြီးထပ်အဖြစ်ကံကောင်းတဲ့အမောင်းခံလို့သာဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့အခုဖြစ်တဲ့ပုံစံကျွန်တော်ဥပဒေကိုလေးစားတဲ့အကြောင်းမလို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြည့်အဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်။သူပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညှိတာဘူး။သူလည်းညှိမှာပဲ။အဲ့တော့တစ်ဖက်ကလည်းအပြည့်အဝမရက်တည်ရဲဘူး။ဘာကြောင့်လဲ။တစ်ဖက်ကလည်းတည်ရဲခွင့်။အဲသူ့ဘက်ကရှိရတဲ့ဥပဒေညှိဆောင်တယ်။ကျွန်တော်ဥပဒေကိုလေးစားတဲ့သူတရားအနေနဲ့ကတော့အဲကျွန်တော် နှစ်ဖက်စလုံးလေးစားပါရတယ်ကြာနော်သူ့ဘာသာလည်းပဲကိုစောဘောဟင်းကိုတော့ခင်ဗျားတို့တော့တေးရီကွင်းလို့နော်ဥမင်းအောင်လည်းတေးရီကွင်းဥပဒေအရတော့ဥပဒေထက်မှဘုံမှမရှိရမှာမြတ်တေးရီကွင်းလို့မျိုးလုပ်ပြီးတော့ရာလူထက်ယူတယ်တေးရီကွင်းလို့လုပ်ပြီးတော့6လ6လတိုးတယ်အဲကိုစောဘောဟင်းကိစ္စမှာလည်းတေးရီကွင်းလို့လုပ်ပြီးတော့နော်ဒါကိုအတွက်ကောင်းဖို့လုပ်ပေးနေတဲ့ကိုသားတယောက်ပဲပေါ့နော်ကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလုပ်ပေးစေချင်ပါတယ်နော်အခုမန္တလေးနန်းထဲမှာရောက်နေတယ်စစ်စေးခံရတော့ကြားသိတယ်ပေါ့နော်အဲတချို့လည်းဖွားနေပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့စာရဖကဖမ်းတယ်ဟေ့ဆိုလို့ရှိရင်တော့ သူတို့ရဲရဖမ်းတာမဟုတ်လीနော်ဒီကိစ္စဆာရဖဖမ်းတာဖြစ်တယ်ဆိုတော့ချက်မလို့သူတို့ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခကြီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာနော်ကြမ်းတမ်းနိုင်ပါတယ်အဲဒါကြောင့်ကျွန်တော်ကနည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ညီကိုပေါ့နော်ကိုယ့်ရဲ့ညီကိုနောက်တော့တယောက်ပေါ့ဗျာပြောရမှာဆိုရင်နော်ဒီနေ့ကျွန်တော်ဆက်တက်တူကြီးလောက်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲဒီကေကိုလေးစားပါတယ်သူလည်းနော်ကျေးဇူးပြုပြန်လုပ်ပေးပါအောင်နော်ကျွန်တော်လည်းဒီခံပေးပါအောင်နော် ဲ့တော့ဒါကတော့တခုပေါ့ဗျာနော်ကျွန်တော်အနေနဲ့ဒါပေမဲ့အဲ့လိုပြတ်သားချကြီးဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စားဖွင့်လို့ဘလောက်ထိဘလောက်ထိတက်မလို့ပေါ့ညားရဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ပဲသိတာနော်ကျွန်တော်တို့ကမတလောက်ညားရဲဗျာနော်သို့ပါတော့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတင်တာကိုပြောတယ်အရေးကြီးတာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်ထိညားရဲဆိုတာကိုယ်စားဖွင့်ဘလောက်ထိတက်မလို့ပေါ့ညားရဲဆိုတာကျွန်တော်သိတယ်နော်ဘာကြောင့်လဲသူတီတိုင်းညာပြောလို့ရှိရင်ခင်ဗျားတို့ဆက်တပ်အခြေအနေသူအကုန်သိတယ် နော်သူကုန်တိတယ်ဒါပေမဲ့သူတိတိုင်းသူမပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ်ဖုန်းလေးပြောပြတဲ့ခါမှာကျွန်တော်ကစကားလေးတိခောက်ကြည့်ပါတယ်ခမရခအကူကပါတိလို့လဲဆိုတဲ့ပုံစံပြအမတော်အဲ့လိုမျိုးပြောတာမဟုတ်ဘူးနော်သူတိထားတယ်ဆိုတာသွားပြီးတိုက်နေတာနော်တိုက်တဲ့ခါမှာသူသာကယ်ရေးအဲ့တိတဲ့အတိုင်းပြောလိုက်မယ်ဆိုလို့ရှိရင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြရှုံးသွားနိုင်တယ်ဘာကြောင့်လဲသူတက်မတော်ကိုညှာတာနော်တက်မတော်ကိုသူသစ္စာဆောင်တိတာသူတိတိုင်းမပြောဘူးလုံးဝမရတဲ့အဆုံးမှသာ online မှာတက်ပြီးသူပောက်ခွဲတယ်ဆိုတာ အလုပ်လုံးဝမလုပ်လို့သူပေါက်ခွဲတာဒါပေမဲ့သူတိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မလို့အတွက်ကတော်တော်များများသောအချက်လက်တွေအားလုံးဟာခက်ခဲသွားနိုင်တယ်ဗောနော်ခက်ခဲသွားနိုင်တယ်အဲ့တော့သူကလည်းတက်မလို့ညာဆိုခင်ဗျားတို့ကတက်မလို့ပြန်ညာပါလားသူကလည်းအမှန်တိုင်းပြောကြခြင်းဆိုဒုက္ခရောက်တယ်အထူးတူပဲကျွန်တော်ကိုယ်တိုင်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်းတက်မလို့လည်းပတ်သက်ရင်တော်တော်ညာပါလေနော်ညာပါလေတိတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုယ်နဲ့မဆိုင်တဲ့ကိစ္စဝင်းတော်မပြောဘူးဗျာဝင်းနဲ့ဝင်းနဲ့ဝင်းနဲ့မပြောခြင်းဘူးကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှာတယ် အလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ရဲ့မူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မတော်ကိုညားပါတယ်ခင်ဗျားတို့ကတော့ကျွန်တော်တို့ကိုနော်ကျွန်တော်တို့ကမညာဘူးခေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တတ်ညာပါတော့မှာဗျာမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြောကြပါတော့ဗျာနော်အမှန်အမှန်တိုင်းချကြချောင်းချချောင်းပြောကြစေဘာလို့ဖြစ်ကုန်မလဲအဲ့တော့မှန်တိုင်းလည်းသတိထားကြပါနော်ဟုတ်ကဲ့ အဲ့တော့အမှန်တရားပဲခါရည်ရည်ကောင်မလေးစားပါကျေးဇူးအများကြီးတင်ပါပြောလဲဖမ်းပါပဲอืมဟုတ်တယ်အဲ့ဒါမှန်ပြောလဲဖမ်းပါမပြောတော့လည်းဒုက္ခရောက်မှာပဲအေးဟုတ်ပါပြီအဲ့ဒါကိုဖုန်းနဲ့ကတက်ပြီးတော့ကျွန်တော်အဲမင်းနဲ့စက္ကွန်နဲ့မင်းနဲ့ပေါ့နော်အားလုံးပေါ့ကျွန်တော်တို့ပြောပြီးသားပါပြီနော်